်ဟုတ်တယ်အဲ့ဒါ तू ကတော့ပြစ်လဲ तू အဲ့ဒါ ਈ ဗီဒီယိုတင်လိုက်လို့ तू နည်းနည်းတော့မစိတ်စိတ်ကွာပြစ်ချက်နဲ့ကိုယ်စီဒီတယ်ဘာလို့တင်တာလဲကိုကလည်းအဲ့လောက်ဒီ reaction ပေါက်သွားမှမတင်တော့လေ तू သူရောစုကလည်း surprise ပေါ့နော် तू ရဲ့ surprise မှုကိုအမိရဖန်တာရဲ့ကြည့်ထင်းလို့လည်းကျေးဇူးတင်ပါတယ်အဲ့တော့ဒီဒီကင်မရာရှိမှတော့မပြောတော့ဘူးလေကျေးဇူးတင်စကားတော့နောက်မှတော့ပြောထားတာပေါ့။အားဖြင့်အမ် ထောက်ပြီးဒီကိုပြန်အဲနောက်ွယ်ကနေ support လုပ်တယ်ပဲအမှုပညာအလုပ်တွေကို kit အလုပ်တွေကိုအပေးတယ် support လုပ်တယ်အတွက်လည်းဟိုကြီးရပါတယ်ဒီနေ့ဒါဒါတွေ့ကြတဲ့ကိတို့အားလုံးရဲ့ ဖန်တွေအကုန်လုံးပြည်သက်တွေအကုန်လုံးကျေးဇူးအများကြီးတင်ပါတယ်သူတို့စောရီလာဆောင်ပြီးတော့လေအာလက်မှတ်ရဖို့အတွက်ကိုပို့စာတွေရောအကုန်လုံးပေါ့နော်သူလေးစကြလေးနဲ့တန်းစီပြီးတော့ဟောဆောင်ပြီးတော့အားပေးကြရဲ့ပြည်သက်တို့ပြောက်စီတွေကိုအရင်ဆုံးကျေးဇူးတင်ဖို့ပါပြီးပြောချင်ပါတယ်အရင်လည်းပြောပါတယ်ပြည်သက်တွေနဲ့တွေ့တိုင်းလေမမောပြောရတယ်စိတ်ချမ်းသာရတယ်ဟုတ်ကဲ့ဟုတ်ကဲ့ခုနကပြောသလိုပါပဲကိပရိသတ်တွေအတွက်အာဒီဇလန်တွဲကိုဟို လက်ဆောင်အနေနဲ့ရိုက်ရိုက်ပေးတာပါဘာလို့ဆိုပရိသတ်တွေလည်းအာတိတ်မကြည့်ပါအရန်လောင်ထားပြီးသွားပြီဆိုတော့ပူလောင်ပြီးသွားပြီလောင်ရပြီဆိုတော့ပရိသတ်တွေအချိုလေးပြန်ကျွေးတဲ့သဘောပေါ့နော်သူတို့ပြောအာအာဇလန်လေးရအစာခရင်လေးရဆိုတတိချာချာစီစဉ်ပြီးတော့ရိုက်ပေးထားတယ်ပေါ့ဟုတ်ကဲ့ဒီကအကိပရိသတ်တွေကိုအဲ့လိုလက်ဆောင်လက်ကောင်းကောင်းလေးပြန်ပေးတဲ့သဘောပါဟုတ်ကဲ့အဲ့ဒါကခုနမေးသွားတယ်ဟုတ်တယ်အဲ့ဒါသူကတော့ပြစ်လဲ သူအဲ့ဒီဗီဒီယိုတင်လိုက်လို့သူတည်းတည်းတမ်းမှစိတ်စိတ်ကိုပြည့်ချက်တယ်ဟုတ်စီဒီတည်းဘာလို့တင်တာလဲကိုကလည်းအလောက်ကြီး reaction ပောက်သွားမှမတင်တော့လေသူသူရောသူကလည်း surprise ပေါ့နော်သူ surprise မှုကိုအမိရဖန်တာရဲ့ကြည့်ထင်းကိုလည်းကျေးဇူးတင်ပါတယ်အဲ့တော့ဒီဒီကင်မရာရှိမှတော့မပြောတော့ဘူးလေစစ်စစ်စကားတော့နောက်မှတော့ပြောထားတာပေါ့။အားဖြင့်အဲဟောဒီကိုပြန် အဲနောက်ကွယ်ကနေ support လုပ်တယ်ပဲလူပညာလုပ်တွေကို kit လုပ်တွေကိုအပေးတယ် support လုပ်တယ်အတွက်လည်းဟိုကြီးကြီးရပါတယ်အဲ့တော့ဘယ်လိုပြောရမလဲ။ဒါတော့သူတို့လည်းတော့ပြောစရာမလိုပါဘူး။ဘုံကအဲကိုရီမို့ကိုကြည့်တဲ့သူတွေလည်းကိုရီအတွက်ဟိုဘယ်လိုပြောမလဲ။ဒီဒီနဲ့တဲ့ကောင်းတဲ့ comment လေးတွေကောင်းတဲ့စကားလေးပြောကြတယ်သူတို့ဆိုလည်းအဲဟို ချစ်ပေးကြတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်။ကိကရုပ်ရှင်တော့ပို့ပြီးဥစားပေးခဲ့မှာပေါ့နော်။အာဒါပေမဲ့ဇလန်းကလည်းကိကိအတွက်မရိုက်ဘူးသေးတဲ့အာဇလန်းမျိုးသူနဲ့ထူးခြားတဲ့ဇလန်းမျိုးဓာတ်ကောင်စီရိုက်မျိုးဆိုတော့ကိဥစားပေးပြီးတော့ရိုက်ဖြစ်မှာ။ကဲပါအခုနဲ့သမီးနက်ခတ်ဆိုရဲကိရဲ့ပထမဦးဆုံး series ပေါ့နော်ရုပ်တံအဲဟုတ်ကဲ့ကိရဲ့အခုပထမဦးဆုံး စီးရီးဖြစ်တဲ့ဇလန်းတွဲဖြစ်တဲ့နတ်သမီးနတ်ခဲဇလန်းတွဲကို PP TV မှာကြည့်လို့ရပါပြီ application ကို subscribe လုပ်ပြီးတော့ download လုပ်ပြီးတော့ကြည့်လို့ရပါပြီလို့ပြောချင်ပါတယ်အခုအပိုင်း၄ကြီးပြပြီးပါပြီကျန်တဲ့အပိုင်းတွေမှာလည်းမတူတဲ့အဲ့လိုမျိုးပြုတ်ွက်လေးတွေနဲ့အဲကြည့်ရမှာဖြစ်ပါတယ်နောက်ပြီးအစီအစဉ်အစ်စ်ကလေးလည်းပါလာမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့အဲ subscribe လုပ်ပြီးတော့ Vivi TV ကိုကြည့်ပေးပါ Vivi TV မှာကျွတ်ရဲ့နဲ့သမီးနဲ့ခက် calendar လေးကိုကြည့်ပေးပါလို့ပြောချင်ပါတယ်အားပေးနေတဲ့ပရိသတ်ကိုလည်းအခုအများအားပေါ့နော်ဒီအဲ KF ပထမအကူ calendar လေးကိုပြန်ကြိုက်ပြီးတော့အားပေးနေတဲ့ပရိသတ်တွေအကုန်လုံးလည်းကျေးဇူးတင်ပါတယ်လို့အားလုံးပဲ love you bye love you bye